အားလုံးပဲမင်္ဂလာပါဗျာတာလေးသွားပါဒီကနေ့ဘုံဘုံလိုက်လွှင့်တာနောက်ကြတယ်ဒါပေမဲ့ဒီကနေ့ပြည်သူတွေထိုက်တန်တဲ့သတင်းကောင်းတွေကိုကြားရမှာဖြစ်တယ်ပေါ့နော်တနင်္လာညတိုင်းထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ TK viewers ခန်းကြီးကို KLA နဲ့ ပူပေါင်း PDF တွေကတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့ပြီတကယ်စပယ်ရှယ်တရင်ကြီး TK viewer scan ဆိုတာအလွတ်အလွန်ကုန်မှအရေးပါတဲ့စကန်တစ်ခုပေါ့နော်ဘလောက်တော့အရေးပါတယ်လဲဆိုရင်1998ခုနှစ်ထဲကမြန်မာစစ်တပ်က KIU KNLC ကသိမ့်ပိုက်သွားတာ နှစ်ပေါင်း28နှစ်ကြာခဲ့ပြီနော်ထိုင်းမြန်မာနယ်စပ်အလို့အင်မတန်မှအရေးပါထိုင်းကိုသွားမယ်ဆိုရင် ပကျုတ်ကိုရောက်တယ်ဟောပကျုတ်ကနေဝင်မယ်ဆိုရင်လည်းထီးခီးကိုရောက်တယ်အခုထိုင်းမြန်မာနယ်စပ်မှာ အလွန်အင်မတန်အရေးပါတဲ့ TH viewer စခန်းကြီးကို KNL နဲ့ပူပေါင်း PDF တွေကတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တယ်ပြီးခဲ့တဲ့မကြာသေးခင်ရက်တတပတ်တုန်းက TH viewer စခန်းကြီးကိုတော်လိုင်းရေးတက်တွေကတိုက်ခိုက်သိမ့်ပိုက်နိုင်ခဲ့တယ်အခုဆိုရင် နှစ်ခုမြောက်စကန်းကိုတိတ်ပိုက်နိုင်ခဲ့တာထီထဗျူဟာစကန်းနဲ့ထီခီဗျူဟာစကန်းကဘဏ္ဍမိုင်ကွာလဲဆို9မိုင်ပဲกว่าတယ်အဲ့တော့9မိုင်အကွာဝေးမှာရှိတဲ့ထီခီဗျူဟာစကန်းနဲ့ထီထဗျူဟာစကန်းနှစ်ခုစလုံးကိုတိတ်ပိုက်နိုင်ခဲ့တာထီထဗျူဟာစကန်းဆိုရင်ဘလောက်တောင်ကြီးတယ်လဲဆိုရင်မြိတ်ထဝယ်မှာ အကြီးဆုံးပဲအဲ့ဒါကြီးတာမရှိတော့မြိတ်တဝဲမှာအကြီးဆုံးထိတ viewer scan ကိုလွန်ခဲ့တဲ့ရက်သက်တစ်ပတ်ကတော်လိုင်းလက်နက်ကတိကသိမ့်ပိုက်လာခဲ့အဲ့ဒီချိန်မှာစစ်ကောင်စီရဲ့ကံယိုရန်တိုင်မှုကြော်ကြော်ဟန်ကဘာပြောတယ်လဲဆိုရင် KIU တပ်မဟာ၄ကို အမုတ်ခြေဖြတ်ပြစ်မယ်ဆိုပြီးကြုံသွားခဲ့တယ်သူတို့ရဲ့ ထိထ viewer စကတ်ကိုတိမ့်ပိုက်လိုက်တဲ့အတွက်ကြောင့် KIU KLL တက်မွာလေးကို အမှုတ်ခြေမယ်ဆိုပြီးတော့ကျိန်းဝါခဲ့တယ်။အခုတကယ်အမှုတ်ဖြစ်သွားတာကသူတို့ထိခိစကံတကယ်လက်တွေ့အမှုတ်ဖြစ်သွားတာကထိခိစကံဖဖို့ပြောပါလေစစ်တပ်မှာကလေရင်နဲ့တရုတ်ပဲဂျန်တော့တာလေရင်နဲ့တရုတ်မရှိစစ်တပ်ပြုတ်ပြီနော် သူကသူဘလောက်ပဲတသားတစ်တွေစုဆောင်းစုဆောင်းဘယ်နိုင်ငံကပဲသူ့ကိုလက်နက်တွေထောက်ပတ်ထောက်ပတ်သူကသူရုရှားပဲဘလောက်သွားသွားတရုံနဲ့လေရင်မှမကူရင်စစ်တပ်ဟာဘာမှမကြံတော့တမတော်ဆိုတဲ့စိုင်းဘုတ်ကြီးပဲကြံတော့မှာဗျအခုနေပြီးတော့မှာ၈မြို့နယ်ရှိတယ်၄မြို့နယ်မှာ PDF တွေရောက်နေပြီကဲ ဖဖို့ပို့ပြောတာမဟုတ်တော့အဲ့ဒါတကယ်နော်နေပြီးတော့ရှင်းမျိုးနယ်လေးမျိုးနယ်မှာ PDF တွေရောက်နေပြီပြူစောဒီမင်းမင်းဆိုတာအဲ့ဒီနေပြည်တော်ထဲမှာပဲအသက်ခံရတာအဝေးကြီးမဟုတ်ဘူးစစ်ဘုံကျုပ်တွေရဲ့6 6လုံးတန်းအင်ယာကိုတော်မှ PDF တွေကရောက်နေပြီဗျဟမ်အေလာလေးစိတ်ကိုတော်ရောက်နေပြီတိလား တရုတ်နဲ့လေရင်မမကွရင်စစ်တပ်ဘာမှမကြံတော့ဘူးဗျဘာမှမကြံတော့အခုလည်းပဲထိုင်းမြန်မာနယ်စပ်မှာရှိတဲ့နော်ထီကီဘီဝါစကတ်ထီတဘီဝါစကတ်နှစ်ခုစလုံးကိုတော်လိုင်းလက်တက်ကင်တွေက အောင်မြင်စွာတိုက်ခိုက်သိမ့်မယ်အဲ့ဒီဘီဝါစကတ်နှစ်ခုကို သိမ့်ပိုက်နိုင်ရသည်တော်လည်းလက်လက်ကင်တွေအတွက်အလို့အမတန်ဖားကိုမဟာအောင်မြင်မှုကြီးဖြစ်တယ်ဗျာ ပေါ်သေးသေးအောင်မြင်မှုမဟုတ်အလိုအင်မတန်မှမဟာအောင်မြင်မှုเนาะနောက်တစ်ခုကလိုင်းပွဲမြို့နယ်ထိုင်းမြန်မာနယ်စပ် KNU တမဟာခုနှစ်နယ်မြေအတွင်းမှာရှိတဲ့ခလာယာ24အခြေချတက်ဆွဲထားတဲ့၄ပနာဒီခေါ် တက်ခေါ်ဘီခွီးစစ်ကောင်စီတက်စခန်းကို KNL နဲ့မဟာမိတ်တွေကတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်ဟောတက်ခေါ်ဘီခွီးစစ်ကောင်စီစခန်းကိုသိမ်းပိုက်နိုင်ခဲ့တာဗျာနော်စခန်းရပြီတဲ့ကရင်အလံထောင်လိုက်ပြီ ထောင်ကြဗျာထောင်ကြအောင်မြင်သူတို့ရဲ့အပြုံးဆိုတာအဲ့ဒါပဲအောင်မြင်သူတို့ရဲ့အပြုံးဆိုတာ ကရင်ရဲ့အလံပဲဗျနော်ကရင်နေစစ်မတိုက်ဘူးစစ်မတိုက်ဘူး ਨੇ 2025မှာအခုတိုက်လိုက်တာနော်တထုံခရိုင်တောင်ငူခရိုင်ညောင်လေးပင်ခရိုင်အဲ့ဒီမှာကရင်နေတိုက်အခုကရင်ပြည်နယ်မှာကရင်နေတိုက်ဟမ်ပဲခူးတိုင်းမှာလည်းကရင်နေတိုက်တယ်တထုံမှာလည်းကရင်နေတိုက်တယ်ကရင်ပြည်နယ်မှာလည်းကရင်နေတိုက်တယ်ဟောအခုတနေ့လာကြီးတိုင်းမှာလည်းကရင်နေတိုက်တယ် KNDO စစ်ဦးတီချုပ်ကဘာပြောတယ်မလို့တော့ KNDO ရဲ့ရုံးချုပ်ဟာအင်းစိန်နဲ့ဗျာဟိုလိုမှတ်မိသေးတာ1946ခုနှစ်မှာကရင်နေအင်းစိန်ခဝဲကြံတိတက်သိမ်းဖြစ်တာအင်းစိန်ခဝဲကြံဆိုတာအဲ့ဒါကရင်နေရဲ့နယ်မြေပြကရင်နေအများဆုံးနေခဲ့တဲ့နေရာ ်ရန်ကုန်မှာကရင်နှစ်တစ်ကူးကိုဗမာကျင်းပါတယ်လို့အဲ့ဒီအင်းစိန်မှာကျင်းပါတာအင်းစိန်မှာကျင်းပါတယ်နော်ဒါကြောင့် KNDO ဌာနချုပ်ဟာတစ်ချိန်လုံးကဗမာယုံဆိုင်ခဲ့တယ်လဲဆိုရင်အင်းစိန်ခွဲချက်မှာယုံဆိုင်ခဲ့တာဒါကြောင့် KNDO စစ်ဦးစီးချုပ်ကအင်းစိန်ခွဲချက်မှာ KNDO ရဲ့ယုံကို ပြန်ဆိုင်ပြမယ်တဲ့ကဲနော်အင်းစိန်ခွဲကြံမှာ KNDO ရဲ့စစ်ယုံကိုပြန်ဆိုင်ပြမယ်တဲ့ဗျာအခုထွက်ပြေးတဲ့အကြမ်းဖက်စစ်သွေးကြွတောင်းရန်သူစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို KNLA နဲ့ PDF တွေကလိုက်ရှင်းနေတယ်တဲ့ဗျာလိုက်ရှင်းနေတယ်တဲ့ အခုဆိုရင် KNU တက်မှာခွန်နယ်မြေအတွင်းမှာတော့ထိုင်းမြန်မာနယ်စပ်တစ်ချက်အကြမ်းဖက်စစ်သွေးကြွတွေတက်ဆွဲထားတဲ့စက္ကန်ဆယ်ကူပဲကြံတော့တယ်ဟောထိုင်းမြန်မာနယ်စပ်တစ်ချက်မှာအကြမ်းဖက်စစ်သွေးကြွတွေတက်ဆွဲထားတဲ့စက္ကန်ဆယ်ကူပဲကြံတော့တယ်ကရင်နေအောင်မြင်ပါစေကရင်တော်လိုင်းလက်နဲ့ကရင်အောင်မြင်ပါစေဗျာเนาะ ဖမုံတို့လည်းကရင်ပြည်နယ်ကိုကရင်တိုင်းရင်းသားလက်နက်ကင်တွေအုပ်ချုပ်တာမြင်ကျင်တယ်ဗျာတကယ်မြင်ကျင်တယ်နော်တိုင်းရင်းသားတွေကိုဒေတာကိုကိုဝတ်တ်မနှိတ်တော့ကိုပိုင်ပြထန်းခွင့်နေနဲ့အုပ်ချုပ်တာကိုမြင်ကျင်လှပါကြီးဗျာနော်မြင်ကျင်လှပါကြီးဒီကနေ့ KNL ကတင်လိုက်တဲ့တခေါ်ဘီခွီး တက်စခန်းမှာဘလို့ဆိုင်ဘုတ်ကို တွေ့ခဲ့တယ်လဲဆိုရင်တခေါ်ဘီကွီမဆုတ်တန်းခံစစ်တယ်ဆိုင်ဘုတ်ကနော်တခေါ်ဘီကွီမဆုတ်တန်းခံစစ်စခန်းတဲ့မဆုတ်တန်းလို့ဒါပြောတာခွေပြေးဝက်ပြေးပြေးကြတယ်ဗျာနော်ခွေပြေးဝက်ပြေးပြေးကြတယ်နောက်တစ်ခုက ပဲကိုတိုင်ရွှေကျင်မြို့နယ်ညောင်လေးပင်ညောင်ချတော့ကြေးရွာမှာရှိတဲ့ခမာယ968တရင်ဌာနချုပ်ကြီးတစ်ခုလုံးကို KLL နဲ့ပူပေါင်း PDF တွေကတိတ်ပိုက်တယ်။ဟောခမာယ968တရင်ဌာနချုပ်ကြီးတစ်ခုလုံးကိုတိတ်ထိုင်တာ။တရင်ဌာနချုပ်ကြီးတစ်ခုလုံးကိုတိတ်ထိုင်တာဗျာ။ကဲဒီကနေ့ဘလောက်တော့အောင်မြင်ခဲ့သလဲဆိုရင် နော်တနင်္လာရီတိုင်းထဝယ်နဲ့ထိုင်းနယ်စပ်မှာထီကီစကန်ထီထဗျူဟာစကန်နှစ်ခုကိုတိတ်ပိုက်နိုင်ခဲ့တယ်။ဟော KIU တပ်မှခေါ်နယ်မြေမှာရှိတဲ့တခေါ်ဘီဂီတပ်စခန်းကိုတိတ်ပိုက်နိုင်ခဲ့တယ်။ဟောရွှေကျင်မြို့နယ်ညောင်ချရောက်ကျေးရွာမှာရှိတဲ့ခမာယငါကိုရှိတရင်ဌာနချုပ်ကြီးတစ်ခုလုံးကိုတိတ်ပိုက်နိုင်ခဲ့တယ်ဗျာ။ ကဲဘလောက်တောင်ကောင်းတဲ့တရင်နဲ့ဗျာညအဲ့ရဝင်ရင်းနဲ့ဟိုးလိုက်ကိုနားထောင်ပြီးတော့ခမလို့အိမ်မက်လှလှမပါသေးဗျာအိမ်မက်လှလှမပါသေးနောက်တစ်ခုကတနင်္လာရီတိုင်းမှာအခုတတော်ကိုတရင်ကောင်းနေကြားနေရတယ်နော်ပလောရဲစကန်တိုက်ခိုက်ခံရတယ်ဒူရဲအုပ်တအူးနဲ့ရဲတပ်သားတအူးသေဆုံးသွားတယ် သူရဲအုပ်တုံးနဲ့ရဲတစားတုံးတယ်ရဲစခန်းရှေ့ကကင်းမှာလုံရိုးကြီးယူဖို့ထွက်လာတဲ့အချိန်ပြစ်ခတ်ခံလိုက်ရတာတေသွားတဲ့ရဲတစားတုံးရဲ့တနတ်ကိုတော့တော်လိုင်းအဖွဲတွေကရလိုက်တယ်တဲ့နော်တနတ်တလက်ရဲ့ကြည်စံရဲ့ကြည်ပေါက်တွေရဲ့ရရှိလိုက်တယ်ပေါ့နော်နောက်ဘကိုးတိုင်းပဲဘကိုးတိုင်းနတ်တလင်းမြို့နယ်အကျမ်းဖတ်စစ်တဲ့တည်င်းပေးပြူစောဒီစောလိုင်း ြစ်ခတ်ခံရပြီးတော့မာလကီးယားဖြစ်သွားတယ်တဲ့ဗျာနော်အဲ့ဒီပြူစောတီစောလိုင်းဆိုတာစစ်ကောင်စီ အဖွဲ့နောက်ကိုလိုက်နေတဲ့သူပေါ့ဂျပန်လူတော်ကြီးပေါ့ဗျာဂျပန်လူတော်ကြီးပေါ့အခုကြတော့အကြမ်းဖက်စစ်သွေးကြစစ်ကောင်စီရဲ့အလိုတော်ကြီးပေါ့ဗျာအကြမ်းဖက်စစ်ကောင်စီနောက်ကိုလိုက်နေရတာတဲ့နော်အခု PDF နဲ့ တိုင်းဒန်လက်နက်ကင်တွေကစစ်ကောင်စီရဲ့ဒဏ်လန်တရှိုးတွေကိုရှေ့လျှောက်တရီမပေးတော့ဘူးပြက်ပြက်သားသားအေးအေးယူသွားတော့မယ်အဲ့ဒါကြိုက်တယ်နော်စစ်ဆိုတာစစ်နဲ့တူအောင်တိုက်ကြတယ်ပြက်သားရတယ်နော်စစ်ဆိုတာစစ်နဲ့တူအောင်တိုက်ရတယ်ပြက်သားရတယ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကဗမာမှာတိုက်ပွဲဝင်နေတဲ့အာရကတက်တော်အေးရဲ့စစ်သားတွေကို အားပေးစကားပြောကြတဲ့အထဲမှာရန်သူကိုမညနဲ့တဲ့အပြက်ချေမုန်းပြေတဲ့ကဲအေစဥစည်းရုပ်ကပြောတဲ့စကားနော်ရန်သူကိုမညနဲ့တဲ့အပြက်ချေမုန်းပြေတဲ့ကြောင့် PDF တွေကလည်းပဲရန်သူကိုမညနဲ့အပြက်ချေမုန်းပြစ်ပါနော်